ာပါခင်ဗျာကျွန်တော်တို့အပတ်စဉ်တင်ဆက်နေတဲ့ Editorial Talk Editor စကားဝိုင်းမှာကျွန်တော်တို့ကြိုဆိုပါရစေဒီတစ်ပတ်ဆွေးနွေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ဒီ NCA ပေါ့နော်တနိုင်ငံလုံးပြကတ်ရစိုင်းနဲ့ပတ်သက်လို့ပြီးခဲ့တဲ့9ရက်နေ့ဟာဒီနေပြည်တော်မှာဆွေးနွေးပွဲလုပ်သွားတဲ့အပေါ်မှာပေါ့နော်ဒီတကယ်ပဲဟိုနိုင်ငံတော်သမရဦးသိန်းစိန်ကတော့29ရက်မှာသူတို့ဒီစက်တင်ဘာ29ရက်မှာလက်မှတ်ထိုးဖို့ထိုးနိုင်ဖို့ကံလန်းတယ်လို့ဟိုတိုင်းရင်းသားအဖွဲ့အစည်းတွေကလည်းသူတို့အောက်တိုဘာလဆန်းမှာတော့ဖြစ်မယ်လို့ပြန်ပြောကြပါတယ်အဲ့တော့ ဒီညဉ့်ညဉ့်ဆွေးနွေးပွဲကလည်းတစ်နှစ်ခွဲလောက်ကြာလာပြီအဲ့တော့ဒီအချိန်တွေမှာရွေးကောက်ပွဲလည်းနှီးလာပြီအစိုးရတက်တန်းလည်းပြီးတော့မယ်တကယ်ကိုလက်တွေ့ဆန်းဆန်းနဲ့အလုပ်ဖြစ်ပါမလားဆိုတာဟိုဒီတစ်ပတ်ဆွေးနွေးဖို့ဖိတ်ခေါ်တာတော့ဒေါက်တာရမျိုးသိန်းနဲ့ကျွန်တော်တို့ကိုနေထွန်းနိုင်တို့ဖိတ်ခေါ်တာပဲအဲ့တော့ပထမဆုံးမေးချင်တာတော့เนาะတမနာဦးသိန်းဆရာလည်းပြောတယ်ဒီဒီမိုကရေစီအတွင်ကိုပြောင်းရေးဟာငြိမ်းချမ်းရေးမရှိဘဲမဖြစ်နိုင်ဘူးလို့အလေးနဲ့ပြောချင်တယ်ဆိုပြီးကိုရဲ့နေကပြောခဲ့တယ်အဲ့တော့ဒီတစ်ခေါက် ဒီကျွန်တော်တို့ NCA ကိုတကယ်လက်မှတ်ထိုးနိုင်ကြရှိလားဒါမှမဟုတ်တကယ်လက်တွေ့ကြကြရောညဉ့်ညဉ့်နဲ့ဘယ်လောက်နေပြီလဲဆိုတာကိုဒေါက်တာရေမျိုးသိစားပြီးတော့ပြောပြပါဦးခင်ဗျာကျွန်တော်အမြင်ကတော့သမရကပြောတယ်ပေါ့လေနော်ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာညဉ့်ညဉ့်ချင်းမရှိဘူးလို့ဖြစ်တာဟာဟိုဆိုလိုချက်ဟာတစိမ့်တည်းတည်းပဲမှန်တယ်လို့ကျွန်တော်ကမြင်တယ်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာညဉ့်ညဉ့်ချင်းမရှိလို့မဖြစ်တယ်လို့နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလည်းပဲမရှိလို့မဖြစ်ဘူးလို့ကျွန်တော်ကမြင်တယ်။အဲ့ဒီအခါကျတော့ဒီနှစ်ခုကိုဟိုချိတ်ဆက်ပြီးတော့သုံးသပ်နိုင်မှနောက်ချိတ်ဆက်ပြီးတော့ပေါ်ဆောင်နိုင်မှကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီအပြောင်းလဲမှာတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရနိုင်မယ်လို့ကျွန်တော်ကမြင်တယ်။ ဟုတ်ကဲ့ကိုနေထွန်းနိုင်အောင်အခုနောက်ဆုံးစ조사မှုပေါ့နော်ကျွန်တော်တို့တိုင်းသားကောင်းဆောင်ကိုဦးပါခဲ့တယ်ကိုရဲ့နေရာတွေ့တယ်ဒီဟာတကယ်တမ်းစစ်မှန်တဲ့ညဉ့်ညံ့ရောကျွန်တော်တို့ဘယ်လောက်နှိစက်ပြီလဲဒီတခါတကယ်ဖြစ်ပြီလားဆိုတာလေးကိုလည်းနည်းနည်းတော့သုံးသပ်ပြပါဦးခင်ဗျကျွန်တော်တို့ကဒီစကလုံးတွေပေါ့ စကလုံးတွေကြွကြော်တန်တွေကိုတော့ဒါမအောင်မြင်တဲ့အချိန်မှာအများသောအပြင်အုံပြတတ်ကြတယ်ဆိုတော့ခုနကကုသိုလ်တော်လည်းပြောတဲ့ဒီကုတ်ကလည်းဒီတမရပြောခဲ့တဲ့စကလုံးဒါစကလုံးအပြင်တော့ဟုတ်ကောင်းဟုတ်လိမ့်မယ်တော့ဒါပေမဲ့တကယ်တကယ်တမ်းပြန်ကြည့်လိုက်ရင်ကျွန်တော်တို့ကဒီတမရဥသိစိန်လက်ထက်မှာကျွန်တော်တို့ဒီမအောင်မြင်ခဲ့တဲ့ကိစ္စတွေအများကြီးရှိတယ်သူ ဂရီကွေးပေးခဲ့တာတွေရှိတယ်ပေါ့အဲ့ဒီတည်းမှာဟိုအောင်မြအောင်လုပ်မယ်လို့မှန်းဆပြီးတော့မှသူစူးစမ်းခဲ့တာငင်းညာရေးကိစ္စပေါ့ဆိုတော့ငင်းညာရေးကိစ္စနဲ့သူစားဖွင့်ခဲ့တယ်လို့မျိုးပဲအခုလည်းဒါငင်းညာရေးကိစ္စနဲ့ဒီဆိုရတတပိတ်မဲ့သဘောရှိတယ်ဒီအခြေအနေမှာငင်းညာရေးကမဖြစ်နိုင်တဲ့အနေအထားမှာဖြစ်အောင်တွန်းလှုပ်တဲ့အနေအထားမျိုးပဲရှိတယ်ဟိုရေဝါအဖြစ်ပြောမယ်ဆိုရင်တော့ဖြစ်နိုင်သလားမဖြစ်နိုင်သလားဆိုရင်တော့ကျွန်တော်အမြင်ပြောရင်တော့မဖြစ်နိုင်သေးပါဘူး အခုအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတတန်ဘလောက်မှမကျွန်တော်တို့မှာလောဆယ်မဖြစ်နိုင်သေးဘူးနောက်တစ်ခုကလည်းကျွန်တော်တို့ဗိုလ်ချုပ်မူတီဆေဘောကိုလည်းပြောပါတယ်အခုကျွန်တော်တို့တိုင်းသားတွေဘက်မှာလည်းအားလုံးပါရေးဆိုတဲ့မူဝါရှိပါတယ်ကျွန်တော်တို့ special delegation အထူးဖွဲ့ကဖွဲ့ထားပါတယ်အဲ့တော့ဗိုလ်ချုပ်မူတူဆေဘောကလည်းဘာပြောလဲဆိုတော့တချို့အခုအထစ်ရှိနေတဲ့ညီနောင်အဖွဲ့တွေကိုပါတဲ့သူတို့တွေနဲ့လက်တွေ့ကြပြီးတော့ကိုက်ညီမဲ့အခြေအနေကိုတမနာကိုလုပ်ပေးဖို့ပန်ပန်ကြားတယ်ပေါ့အဲ့လိုအခုအထစ်တွေကတကယ်လက်တွေ့ကြော်နိုင်မလားဆိုတော့ဒေါက်တာရေမျိုးသိတစ်ချက်လောက်ပြည့်စုံပြောပါဦးခင်ဗျကျွန်တော်အမြင်ကတော့ နိုင်ငံတော်တမရရောကာကွယ်ဦးစီးချုပ်ရောเนาะတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုเนาะဒီမိုကရေစီအပြောင်းအလဲအတွက်ကိုတိုင်းပြည်နဲ့ပြည်သူလူထုရဲ့အကျိုးအတွက်ကိုဖော်ဆောင်ခြင်းနဲ့ဆိုရင်ကျွန်တော်အမြင်အားဖြင့်เนาะ NCA ကိုအားလုံးပါဝင်လက်မှတ်ရေးထိုးရေးကိုမဖြစ်မနေဖော်ဆောင်တဲ့နယ်လို့ကျွန်တော်ကမြင်တယ်ဥပမာအဖြစ်တနိုင်ငံလုံးအပြစ်ခတ်ရစေးသဘောတူစာချုပ်မှာပါတဲ့အချက်လက်တွေကိုလက်ခံပါတယ်လို့ပြောတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုဘာဖြစ်လို့ ်လက်မှတ်ထိုးခွင့်မပေးနိုင်ရတာလေဆိုတာကျွန်တော်နားမလဲဘူးဒီစာချုပ်ထဲမှာပါတဲ့အချက်တွေကိုလက်ခံပါတယ်ဆိုရင်ဒီအဖွဲ့တွေကိုဝမ်းသာအဲလဲကြိုဆိုပြီးတော့လက်မှတ်ထိုးခွင့်ပေးရမှာပေါ့ဒါပေမဲ့နိုင်ငင်းချမ်းရေးမှာခုနပြောသလိုအညိုတေးတွေအာဃာတတွေဒါတွေနဲ့ငင်းချမ်းရေးကိုဖော်ဆောင်နေမယ်ဆိုတော့ကျွန်တော်အမြင်အားဖြင့်တော့ငင်းချမ်းရေးကစစ်မှန်တဲ့ငင်းချမ်းရေးဖြစ်မလာနိုင်ဘူးအပေါ်ယံသဘောဆောင်တဲ့နော်ဟိုညီကမတ်တငင်းချမ်းရေးအစ်စ်မဲ့ဖြစ်မယ်လို့ကျွန်တော်ကမြင်တယ် လဲဆိုတော့ဒါကိုအားလုံးပါဝင်ရေးဆိုတော့ဒါဒီရင်ညွှန်းတာကဒါသုံးဖွဲ့ပဲရှိပါတယ်ဒါ DNA လေး AA နဲ့ဒါကိုကန့်ဘုံကြားရှင်အဖွဲ့ပေါ့နော်ဆိုတော့ဒီ၃ဘွဲ့ကပဲတမရော်နဲ့တိုက်ခိုက်နေတာဆိုတော့ဒီတမရော်ကလည်းဒီ၃ဘွဲ့နဲ့ပတ်သက်ပြီးတော့မှသူအဲ့နည်းစဉ်းစားမှကျွန်တော်တို့တိတိလောက်ဆိုရင်အမဘန်းနေခံနိုင်တာကရည်ရည်ပြတ်မရှိဘူး AA နဲ့ TN TNL ကိုတော့အစင်းစင်းလို့ပြောရမယ်လို့ TNL ကအဲအများကြီးလောက်အောင်ပါသူတို့ပြောတဲ့အစင်းစင်းဆိုရင်ဆိုတော့ AA ကတော့ဒါ KIA ရဲ့အောက်ကဆိုတဲ့သဘောမျိုး အဲတက်ရောက်ပြီးဒီနောက်တစ်ခုကတော့ဒီဖုန်ကြားရှင်ဘောတော့လုံအောင်ငြင်းချင်းမယူချင်းဒါကတော့တက်မတော်ရဲ့သဘောထားပါပဲဆိုတော့ဒီအနေထားမျိုးမှာတို့ကအားလုံးပါဝင်ရေးဆိုတဲ့ဟာကိုပြောတဲ့အခါမှာဒီအားလုံးပါဝင်ရေးရပဲအခုငြင်းချင်းမှာအခက်အခဲတခုဖြစ်နေသလိုမျိုးကျွန်တော်တို့ကယူဆနိုင်ကြရရှိတော့ပေါ့ ဟုတ်ကဲ့ခင်ဗျာအစတက်မရော်ကန္နာပြောတယ်ပထမတော့ဒီတစ်ခေါက်မှတက်မရော်ကဝေဦးစိချုပ်ပါမယ်လို့ပြောတယ်ဒါပေမဲ့ဟိုအစ္စရေးကီးစင်အတွက်မပါဘူးအဲ့တော့တိုင်းသားများစုစိုးရိမ်နာလဲတကယ်တမ်းသူတို့ဒေသတွေမှာတက်မရော်ကပါပြီးတော့တကယ်ဟိုဟိုအပြစ်တွေတနတ်တန်တွေတိတ်မလာပါဘူးအခုဆိုရင်ကျွန်တော်တို့တိုက်ပွဲတွေတချို့ဖြစ်နေပါတယ်ဒီကချင်ပြည်နယ်မှာဖြစ်တယ်ကျွန်တော်တို့တကယ်တမ်းအခုရှမ်းမြောက်မှာလည်းဖြစ်တယ်တရန်နယ်လေးဘက်မှာလည်းဖြစ်ပါတယ်အဲ့တော့တကယ်တမ်းတက်မရော်ရဲ့ကန်ကန်တက်မရော်ဟာရောတကယ်ထဲထဲဝင်ပါတင်လားဆိုရင်တမနာဦးဆောင်တဲ့ဖွဲ့ရပဲလောက်ကျင်တယ်အဲ့ဒါလေးလည်းကိုရံမျိုးသိမ်းရဖြစ်ဆက်ပြီးတော့ဆွေးနွေးပြီးပါမယ်ကျွန်တော်အမြင်ကတော့ ့ဟိုတမရဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့တက်မတော်နဲ့ကကျွန်တော်အမြင်အဖြစ်တော့အတူတူပဲလို့ကျွန်တော်ကမြင်တယ်။အဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအပြင်နော်လွှတ်တော်ဥက္ကဋ္ဌတွေကလည်းပဲတပေါင်းတစည်းတည်းပဲလို့ကျွန်တော်ကမြင်တယ်။ဘာဖြစ်လို့လဲဆိုတော့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ၁၁ရောက်အဖွဲ့ဝင်ပါတယ်။အဲ့ဒီအထဲမှာတမရရောဒုတိယတမရတွေရောကာကွယ်ရေးဦးစီးချုပ်ကိုဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုအကုန်လုံးပါတယ်။အဲ့ဒီအခါကျတော့ကျွန်တော်အမြင်အပြင်လက်ရှိကျွန်တော်တို့နိုင်ငံရဲ့နော် ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ ဟလာဒီမိုကရေစီပြုပြင်ပြောင်းလဲအကြက်တဲ့ဓာတ်ရီအားလုံးကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာဆွေးနွေးပြီးတော့ဆုံးဖြတ်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိစ္စတွေဟာဟိုတမနာနဲ့ပဲတက်တက်ဆိုင်ပြီးတော့ကာကွယ်ဥစည်းချုပ်နဲ့မဆိုင်တဲ့ကိစ္စလို့ကျွန်တော်အမြင်ကတော့အဲ့လိုမမြင်ဘူးအဲနောက်တစ်ခုကတော့ကျွန်တော်အမြင်အားဖြင့်ကျွန်တော်တို့နိုင်ငံရဲ့အပြောင်းအလဲမှာအရက်ဖက်စစ်ဖက်ဆက်ဆံရေးဟာတော်တော်လေးအရေးကြီးတယ်လို့ကျွန်တော်ကမြင်တယ်အရက်ဖက်စစ်ဖက်ဆက်ဆံရေးကိုကျွန်တော်တို့စနစ်တကျเนาะ မြင့်တင်နိုင်မှနောက်ရပ်ပတ်ဆစ်ပတ်ဆက်ဆံရေးကိုကျွန်တော်တို့အားကောင်းမုန်းတန်အောင် လုပ်နိုင်မှကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီအပြောင်းလဲဟာရေရှည်တည်တတ်မယ်အားကောင်းမယ်လို့ကျွန်တော်ကယူဆတယ်။ဟုတ်ကဲ့ကိုနေထွန်းနိုင်ရောကျွန်တော်တို့အထူးသဖြင့်စစ်တပ်ရဲ့အခမ်းအနားဟာဒီငြိမ်းချမ်းရေးပြည်စင်မှာဘယ်လောက်ရေးကြည့်လဲဆောရံကြံခဲ့တဲ့၃ဘွယ်ဥပမာကိုကန်းနဲ့ပတ်သက်ရင်တပ်မတော်ကသူ့တဘောလားသူ့တက်တက်ချင်းလားတဘောတော့ငိုတဲ့ဟိုကသူတို့ကကြီးညာရတာဗျာဥပမာဆိုကြပါဆိုရပြီးခဲ့တဲ့ဒီကျွန်တော်တို့ဒီ NCA မူချမ်းနဲ့ပတ်သက်ပြီးတော့မှဒါလေခဲတဲလေးဖြစ်တဲ့အချိန်မှာဒီ Lockheed အစီအစဉ် လုနေတဲ့ကာလအတွင်းမှာပဲကျွန်တော်တို့ဒီခုနကျန်နေတဲ့သုံးဘွဲဟာရှင်းချချက်တစောင်ထုတ်တယ်အဲပြောင်းပြန်ပေါ့နော်တို့ကလက်နဲ့နဲ့ညဉ့်ညံလဲလဲတာမျိုးမဟုတ်ဘူးအပြစ်ခက်ရဲ့စေညဉ့်ညံကန်လန်းချက်လောက်တာတို့ဘက်ကအပြစ်ရက်မယ်ဆိုတာမျိုးပေါ့ဒါပေမဲ့ဖြစ်နေတဲ့ပြဿနာအားလုံးရဲ့အရင်းခံခုနပြောတဲ့ဒီတစ်ဖက်ကညဉ့်ညံကိုလိုချင်တယ်တစ်ဖက်ကလက်နဲ့ချလက်နဲ့ချအညံခံကိုလိုချင်တယ်ဆိုတော့အဲ့ဒီ အရှုပ်ထွေးကပဲအခုပို့ပြီးတော့မှဒီမြောက်ပိုင်းကိစ္စမှာပို့ပြီးတော့မှတင်းမာမှုဖြစ်တာပေါ့အဓိကကျွန်တော်တို့ကကြည့်ရမှာမြောက်ပိုင်းနဲ့တောင်ပိုင်းကိစ္စတော့တောင်ပိုင်းကငင်းချမ်းတယ်အစိုးရဖြစ်ချင်တဲ့ပုံစံအတိုင်းတွားလို့ရတယ်ဆိုတဲ့အနေအထားမျိုးရှိနေတဲ့အချိန်မှာမြောက်ပိုင်းပြည်ပခါပို့ကြည့်တယ်ပေါ့ဒီမြောက်ပိုင်းရဲ့နောက်ကွယ်မှာရှိနေတဲ့အဖွဲ့တွေရဲ့ရက်တည်မှုကလည်းကျွန်တော်တို့အတွက်မေးခွန်းထုတ်စရာတွေအများကြီးရှိတယ်ဆိုကြပါစို့ဗျာ အာဝါဝါကဒီဘလူရက်ဒီနေတယ်လေပေါ့ UWS ရဲ့ရက်ဒီမှုကလည်းတနည်းပုံအပြင်တက်ရောက်တယ်ဒါပေမဲ့စက်တင်ဘာလဆန်းမှာတော့ UWS ကကျင်ကြားချက်တစောင်းထုတ်ထားတာရှိတယ်ဆိုတော့အဲ့ကျင်ကြားချက်တစောင်းမှာဆိုရင်လေခုနကျွန်တော်တို့ပြန်ချုပ်လိုက်ရတယ်ဆိုရင်သူတို့ပါမှာမဟုတ်ဘူး NCA မှာဘာကြောင့်အပါတယ်လဲဆိုတဲ့အချက်သူတို့ကငြိမ်းငြိမ်းယူပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အပြစ်ခက်ရစဲကိုသူတို့ကကြော်လာပြီးပြီလို့ယူဆထားတယ်ဆိုတော့အဲ့ဒီအနေအထားတွေကကျွန်တော်တို့တထိုင်နေနဲ့တနေရာနဲ့ကွက်ပြီးကြည့်လို့မရအောင်နောက်ခံအကြောင်းတရားတွေအများကြီးရှိနေတယ်ပေါ့ โอเคနောက်တဲ့တစ်ခုဒေါန်စန်းစုကြည်ရဲ့အခမ်းအနားပေါ့မကြခင်ကြားမှာမဲဆွဲတဲ့အခုညဉ့်ညဉ့်ကြီးဖြစ်စဉ်တွေပေါ့မှာဒေါန်စန်းစုကြည်ကအခုဒီရွေးကောက်ပြီးပွဲပြီးမှပေါ်လာမဲ့အစိုးရနေပြီးတော့ပဲဒီဥဆောင်ပြီးလောက်မှဖြစ်တယ်ဆိုတော့အားကိုပြောပါတယ်သူသဖြင့်တော့ညဉ့်ညဉ့်ကြီးလုပ်ငန်းစဉ်တွေမှာမပါခဲ့ဘူးဘဝမှာရွေးကောက်ပွဲကလည်းရှိတယ်ပေါ့နော်အနယ်ဒီရဲ့အခမ်းအနားတွေတော့သူရဲ့အခမ်းအနားအဲ့ပေါ်မှာဘယ်လိုမြင်ပါလဲအခုလက်ရှိလုပ်နေတဲ့ညဉ့်ညဉ့်ကြီးလုပ်ငန်းစဉ်တွေပေါ်မှာဘာတက်ရောက်မှုရှိလဲဆိုတာလေးကိုတစ်ချက်တော့ပြည့်စွတ်ပြောပြပေါ့ခင်ဗျကျွန်တော်အမြင်ကတော့ပေါ့လေလက်ရှိဥမာအပြစ်ခတ်ရစေးတနိုင်ငံလုံးအပြစ်ခတ်ရစေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်တယ်ဆိုရင်အဲ့ဒီလက်မှတ်ရေးထိုးတဲ့နေ့ကနေစပြီးတော့ဂျပန်60အတွဲမှာကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲတွေကိုစအောင်အဲ့ဒီအခါကျတော့အဲ့ဒီဂျပန်60ကိုတွက်လိုက်တဲ့အခါကျတော့2016နှစ်ဦးပိုင်းကိုရောက်သွားမှာဖြစ်တယ်အဲ့ဒီကာလမှာဆိုလို့ရှိရင်လက်ရှိအစိုးရရဲ့တက်တန်းဟာလတလနှစ်လပဲကြံတော့မယ်အနေအထားမျိုးဖြစ်တာကိုတွေ့ရတယ်အဲ့တော့အဲ့လိုအနေအထားမျိုးမှာလက်ရှိအစိုးရကဥဆောင်ပြီးတော့နိုင်ငံရေးဆွေးနွေးပွဲကိုလုပ်မယ် အဲ့ဒီနိုင်ငံရေးအစိုးရဘွဲကိုတက်မဲ့ကိုယ်စားလှယ်တွေကိုလက်ရှိအစိုးရလက်ရှိလွှတ်တော်အဲ့ဒီပေါ်မှာအခြေခံပြီးရွေးချယ်မယ်ဆိုရင်ကျွန်တော်အမြင်အားဖြင့်နော်ကြောင်းကျိုးစီလျော်မှုအားနည်းတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့တနိုင်ငံလုံးပြစ်ခတ်ရစဲရေးစာချုပ်ကိုအခုချိန်မှာလက်မှတ်ရေးထိုးရွေးကောက်ပွဲမတိုင်ခင်မှာလက်မှတ်ရေးထိုးပြီးတော့နော်တကယ်တမ်းနိုင်ငံရေးဆွေးနွေးပွဲကိုရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရနဲ့လွှတ်တော်တွေလက်ထက်ကြတော့မှပေါ်ဆောင်တာပို့ပြီး ကြောင်းကျိုးစီလျော်တယ်လို့ကျွန်တော်ကမြင်တယ်ဟုတ်ကဲ့ကိုနေတော့ကျွန်တော်ကတော့ဒေါ်စန်းစုကြည်ရဲ့ပြောစကားကိုလက်ခံတယ်။ဘာကြောင့်ဘာဖြစ်လို့လဲဆိုတော့ဘာကြောင့်ဆိုတဲ့အတိုင်းတာကိုလည်းကိုရမျိုးစင်းကရှင်းပြသွားခဲ့ရတယ်ရှိတယ်။ဆိုတော့ဒီအပြင်မှာဟိုကျွန်တော်တို့ကဒီအခုအချိန်တွေမှာဖြစ်တင်တာကလက်ရှိရနေတဲ့သဘောတူညီချက်တွေကိုနောက်ဆိုးကလက်ထက်မှာဘလောက်ခိုင်မာအောင်ဆွေးနွေးမလဲဆိုတဲ့ဂရီကဝတ်ကိုပဲရအောင်လုပ်တင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျိုးကသူတို့ကဒီဘက်ကတစ်ဖက်ကပြန်ပြောတယ်နောက်ဆိုကလက်ထက်ရောက်ရင်ဆွေးနွေးချင်မှဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးပြောတယ်နောက်ဆိုကလက်ထက်ကျတော့ပြက်သွားရင်ဘယ်နဲ့လုပ်မလဲဆိုတော့ပြောအဲ့ဒီအဆင့်တွေကိုကြော်လာဖို့ဆိုရင်အခုချိန်မှာဂရီဝေးတစ်ခုကိုရောက်အောင်သာစူးစမ်းစူးစမ်းပြီးတော့မှနောက်ဆိုကလက်ထက်မှာဆက်ဆွေးနွေးအခုထပ်ပို့ပြီးခရီးရောက်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့2010ပြည့်နှစ်မှာတက်လာတဲ့အစိုးရနဲ့2015ရွေးကောက်ပွဲကတက်လာမဲ့အစိုးရရဲ့ဒီဖွဲ့စည်းပုံကအစပါဝင်နေတဲ့သူတွေရဲ့အချိုးကအစအများကြီးကွာသွားလိမ့်မယ် ရွေးကောက်ပွဲသာတန်ရှင်းမျှတခဲ့မယ်ဆိုရင်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကလောလောဆယ်အနေထားရအခုဒီတမရဥသိန်းစီကျိုးစားကျိုးပန်းနေတဲ့ပုံစံအတိုင်းသာလုံးမယ်ဆိုရင်လက်မှတ်ထိုးတော့ထိုးမယ်ဒါဒီလုံးဝ NCA မဟုတ်ဘူးကျွန်တော်တို့ကရွေးကောက်ပြီးတော့မှကျွန်တော်တို့ဟိုနီးစပ်ရအဖွဲ့လေးတွေနဲ့ပဲထိုးတာပဲဖြစ်နေမယ်တနိုင်ငံလုံးအတိုင်းတာအရတနိုင်ငံလုံးအတိုင်းတာအရအပြစ်ခက်ရစေးဆိုတာဖြစ်လာမှာမဟုတ်ဘူး ဟုတ်ကဲ့ခင်ဗျာအခုဒီနေ့ကျွန်တော်တို့စက်တင်ဘာ9ရက်မှာကျွန်တော်တို့ညဉ့်ညဉ့်ဆန္ဒနဲ့ဆောရန်လေးတွေမှာဟိုဟိုသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်တယ်လာမယ့်14ရက်မှာကျွန်တော်တို့အင်အားလိုက်မှာနောက်တစ်ခေါက်ထပ်တွေ့မယ်အထူးသဖြင့်တော့ဒီနိုင်ငံရေးမူပေါင်းကိစ္စကိုပြောမယ်နိုင်ငံရေးပါတီလည်းဖိတ်မတိုင်းတိုင်းပါမှာအဲ့ပုံမှာဘာတွေမျှော်လင့်လို့ရတယ်ဘာတွေရလာနိုင်လဲဆိုတာတက်ပြီးတော့ပြည့်စုံပြောပါဦးကျွန်တော်အမြင်အားဖြင့်တော့ဒီညဉ့်ညဉ့်ရေးဖြစ်စင်မှာနိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍကလည်းပဲအရေးကြီးတယ်ဒါပေမဲ့ကျွန်တော်အမြင်အားဖြင့်နိုင်ငံရေးပါတီတွေရဲ့ကိုစားပြုမှုကို စဉ်းစားတဲ့အခါကျရင်တော့ကျွန်တော်က2015ရွေးကောက်ပွဲရလက်ပေါ်မှာအခြေခံပြီးတော့နော်နိုင်ငံရေးပါတီတွေရဲ့အချိုးကျကိုစားပြုခွင့်ကိုငြိမ်းချမ်းဆွေးနွေးပွဲမှာထည့်သွင်းတင်တယ်လို့မြင်တယ်။နောက်နိုင်ငံရေးအရမူပေါင်းဆွေးနွေးမှုတွေဟာလည်းပဲနော်2015ရွေးကောက်ပွဲအလွန်2016မှာပေါ်လာမဲ့လွတ်တော်အစိုးရတွေနဲ့အံဝင်ခွင့်ကြဖြစ်ဖို့နော်ကိုက်ညီဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်တယ် ဟုတ်ကဲ့ကိုနေထွန်းနိုင်နေတယ်တကယ်လို့အခုလာမယ့်14ရက်နေ့မှာနိုင်ငံရေးမူပေါင်းကိုဥတီဆွေးနွေးမယ်ဆိုတာနိုင်ငံရေးပါတီတဲ့ပါမယ်အဲ့ပုံမှာဘာတွေမျှော်လင့်လို့ရမလဲဆိုတော့ဒါကတော့ကျွန်တော်အမြင်ပြောရရင်တော့ show business တစ်ခုပါပဲဘာလို့ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲမူပေါင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်သိရသလောက်ဆိုရင်ဒါမူကြမ်း၄ခုတည်းမနေကိုဆွဲပြီးသွားကြပြီ။ NDD မှာလည်းရှိတယ် UNA မှာလည်းရှိတယ်အဲဒါ MBC မှာလည်းရှိလိမ့်မယ်တိုင်းရင်းသားတွေဘက်မှာလည်းရှိတယ်။ဆိုတော့ဒီ၄ခုကိုညှိမှလာဒါအောင်ဖို့အစ်စ်ရေးဆွဲဖို့အတွက်ဆွေးနွေးကြမှာလားဆိုတာဒါပေမဲ့လောလောဆယ်မှာကျွန်တော်တို့ကနိုင်ငံရေးပါတီတွေနဲ့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့တယ်ဆိုရင်ဘာအကျိုးမြတ်ရှိမလဲဘာကိုစိတ်ဝင်စားမှုရှိမလဲဆိုတာကျွန်တော်တို့ ကြည့်ရလိမ့်မယ်။ဒါဆိုတော့အခုချိန်မှာနိုင်ငံရေးပါတီတွေအရေးကြီးဆုံးကရွေးကောက်ပွဲပဲ။သူတို့ရဲ့အာရုံတည်တဲ့ရွေးကောက်ပွဲထဲမှာပဲရှိနေတယ်။ဒီအချိန်မှာဒီဒီကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲ framework နဲ့ပတ်သက်တဲ့ move on ကိစ္စအပေါ်မှာသူတို့ရဲ့အာရုံဆူဆိုင်မှုအားဆိုင်မှုဆိုတာကရွေးကောက်ပွဲထက်တော့အာရုံရောကြလိမ့်မယ်။ဒါကြောင့်မို့လို့ကျွန်တော်ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီအချိန်မှာနောင်ဆိုးရလက်ထက်မှာဆွေးနွေးနိုင်မယ့်ဂရုကိုရအောင်ရှာဒီအဆင့်ဒီအဆင့်တွေကို ဒီ2015ရွေးကောက်ပွဲအပြီးမှာဆက်လုပ်သွားတာပို့ပြီးတော့မှခိုင်ပါလိမ့်မယ်လွယ်လဲလွယ်ကူမယ်မြန်လဲမြန်သွားလိမ့်မယ်ဟုတ်ကဲ့အခုပြောနေတာတော့ကျွန်တော်တည်တယ်လို့တော့စင်ငယ် tax ပေါ့ဗျ tax တစ်ခုတည်းကိုရပြီလို့တို့ကတော့ညှော်လိမ့်ပြီပြောနေတဲ့အပေါ်မှာဆိုပထမတော့ငွေကွဲတွေအများကြီးပေါ့နော်အဲ့တော့တကယ်လက်တွေ့နဲ့အလုပ်ဖြစ်မဲ့နောက်ဆုံးနေနဲ့ကျွန်တော်မေ့ချင်တာတော့ငင်းငယ်လုပ်ငန်းစဉ်ဘာလို့နေလဲတကယ်အရေးအကြီးဆုံးကတကူအဲ့လိုဖြည့်ဆက်ပြောပြပေါ့ကျွန်တော်အမြင်ကတော့ငင်းငယ်လုပ်ငန်းစဉ်မှာအစိုးရနဲ့တက်မတော်ဘက်ကနော်ဟိုတပတ်တပ်အပြစ်ခတ်ရစဲရေးလိုမျိုးကို အမြန်ဆုံးပေါ်ဆောင်နိုင်မယ်ဆိုရင်နောက်ပြီးတော့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုနော်မတရားအသိဖြစ်ကနေပယ်ဖြတ်ပေးနိုင်မယ်ဆိုရင်ကျွန်တော်အမြင်အားဖြင့်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အစိုးရတပ်မတော်အခြားယုံကြည်မှုတိဆောက်ရေးဟာပိုပြီးအားကောင်းလာမယ်လို့ကျွန်တော်ကယူဆတယ်ဟုတ်ကဲ့ခုနိထွန်းနန်းနဲ့ရောတကယ်လက်တွေ့အလုပ်ဖြစ်ပြီးတော့လုတ်တဲ့ရန်တာနဲ့မလုတ်ပဲကြံနေတဲ့အရေးကြီးဆုံးပါတကူလို့များပြောလို့ပါလဲမသိဘူးများ အယူရှင်းဆုံးနဲ့အတိမ်မွေဆုံးနဲ့အခက်အခဲဆုံးပါပဲယုံကြည်မှုပါပဲဆိုတော့ဒီယုံကြည်မှုမရှိသေးတဲ့အတွက်ဒီနေ့ဒီချိန်ထိဖြစ်တင်တာတွေဖြစ်မလာသေးတာပေါ့အခုဒီစာချုပ်ပုံမှာပဲတန်းသားတွေဘက်ကထင်နေတာဒီဒါဒီလက်နဲ့ချအញ្ញံခံရေးတစ်ဖက်ကထင်နေတာတစ်ဖက်ကပြောနေတာဒီဒါဒီငြင်းငြင်းစာချုပ်ဒီအပေါ်မှာလည်းကျွန်တော်တို့ကယုံကြည်မှုကိုမတည်ဆောက်နိုင်သေးဘူးဆိုတော့ယုံကြည်မှုမတည်ဆောက်နိုင်သေးရဲ့ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီမှာပါနေတဲ့ player တွေနဲ့ဆိုင်နေဆိုတော့တကယ်လို့နောက်ဆိုလက်ထက်မှာတန်းသားအားလုံးကလည်းလက်ခံနိုင်မယ်လူထုကလည်းလက်ခံနိုင်မယ်အခုချိန်ဒီပြည်သူလူထုရဲ့အခန်းကဏ္ဍမှာပါသေးဘူးဒီဖြစ်စဉ်မှာ ဒေတာကန်တွေရဲ့တချို့တွက်ဒေတာကန်အားလုံးရဲ့ဒီကိုစားပြုမှုတွေဆိုတာလည်းကျွန်တော်တို့အများကြီးမိကွန်းတို့ဆရာတွေရှိနေသေးတယ်ဆိုတော့ဒီအခြေအနေတွေအားလုံးယုံကြည်အားလုံးယုံကြည်တဲ့အနေအထားတစ်ခုဖြစ်လာမှသာလျှင်ရှိနေတဲ့အခက်အခဲတွေကိုကျော်သွားနိုင်လိမ့်မယ်ဟုတ်ကဲ့ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ငယ်ငယ်လုပ်ငန်းစဉ်တွေတော့ဆက်လက်ဆောင်ကြည့်ရအောင်ပါခင်ဗျာ